စကန်တိုင်ဘူးတလင်မျိုးကနေတပြေပင်ရွာဖက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကဂျက်ဖြတ်တက်ရမှာဆယ်နဲ့ချီသေဆုံးမှုရှိနေပြီးအလောင်းတွေဒဏ်ရာသူတွေကိုစစ်ကောင်နဲ့တဲသွားတာမြင်ရတယ်လို့ဘူးတလင်မျိုးနဲ့ပါကာဖကသတင်းထုတ်ပြန်ပါတယ်ဒီစမှာကိုရဲမနက်စံတားကြီး15မိနစ်မှာအသစ်ဆောက်ကြိုတက်ခဲတယ်လို့ဆိုပါတယ်ဒီတခမ်းမကိုဘူးတလင်မျိုးနဲ့ပါကာဖပေါင်းနေတဲ့ဘူးတလင်မျိုးနဲ့တပ်ပေါင်းစုနဲ့အတူညအုပ်ခံတိုင်းသူ ဘာမာအာမီတိုင်းရင်းတည်းဒီပရင်ဘူတောက်အဖွဲ့ပါဝင်ဒေသတွင်းရှိတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။မန္တလေးတိုင်းတောင်သာမြို့ပေါ်ကနေခြံကြီးခေါ်ပါရကြီးရွာဖက်စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားဖြတ်တက်ရမှာစစ်တပ်ကဆင်လက်ချီသိမ်းဆုပ်မှုရှိနေတယ်လို့မြစ်ချံခရိုင်အမှတ်3တိုင်းရင်းကသတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ9ရက်မှာတွန်လိုင်းတက်တွေကစောက်ကျူနေတဲ့လက်ကွင်းထဲရောက်လာတဲ့စစ်သားတွေကို60မမစီပြောင်းနေတဲ့ပြင်ပြပြလက်ပြပိုးတွေလက်နက်ငယ်တွေနဲ့အနိကပ်ချင်ဖို့ခဲ့တယ်လို့ဆိုပါတယ်။ပါရမစစ်ကြောင်းရဲ့နောက်မှာဒုတိယစစ်ကြောင်းကပ်ပလာတဲ့အတွက်တွန်လိုင်းတက်တွေပြန်ခွာခဲ့ရတယ်။အလောင်းတွေလူနာတွေကိုဒုတိယစစ်ကြောင်းကပြန်တည်သွားတာတွေ့ရတယ်။တေဆုမှုစီရင်အသေးစိတ်ကိုစူးစမ်းနေဆဲလို့ဖော်ပြထားပါတယ်။ မခွေးနယ်တရဲမြို့နယ်ကံမမြို့တို့ကနေစစ်ကြောင်းတစ်ခုနဲ့ထိုးဝင်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြပြတ်တက်ရမှာစစ်တပ်က30ကျော်ထိသေဆုံးမှုရှိနိုင်တယ်လို့တရဲခင်အမှန်လေးတရင်ကသတင်းထုတ်ပြန်ပါလာ။ဒီဇင်ဘာ10ရက်မှာတရဲမြို့ကနေအင်အားသုံးဆက်ခတ်ပါစစ်ကြောင်းတစ်ခုကံမမြို့နယ်ရင်နသာရဲစခန်းကနေအင်အား၄ဆက်ခတ်ပါစစ်ကြောင်းတစ်ခုတို့ဟာတရဲကံမလမ်းဘက်ကိုနှစ်ဖက်ညှပ်စစ်ကြောင်းထိုးလာတယ်လို့ဆိုပါတယ်။မနေ့9ရက်ကမှာဒုတိယစစ်ကြောင်းကို နမ်မီတော့ကြီးပါနေမိုက်ဆွဲတက်ခရမှာအနေဆိုးစစ်သား6ဦးသေဆုံးတယ်လို့ဆိုပါတယ်ဒုတိယစစ်ကြောင်းကိုတော့မွန်ဒက်7နိုင်ခံမှာတရရမြွနယ်စက်တောင်ကြီးပါနေတက်ခရမှာ10ဦးထပ်မံသေဆုံးတယ်လို့သိရပါတယ်အဲ့ဒီတော့ဆုပ်ပြေးသွားတဲ့စစ်ကြောင်းတစ်ခုစက်တောင်ကျေးရွာဖူကြီးကျောင်းအနီးပူပေါင်းမိသွားပြီးအဲ့ဒီကနေလက်လက်ကြီးတွေနဲ့နှိစက်ရွာကိုရန်သားပြစ်ခတ်နေတယ် ဒါကြောင့်တရက်ကံမှာလမ်းဘက်ကနေခရီးသွားမဲ့ပြည်သူတွေသတိထားကြဖို့လို့ဆော်ထားပါတယ်။ရခိုင်မကွေးအစက်ဒေသရှိနိုင်ရီကံလေကြောင်းရကောက်ကွေးစခန်းကနေလှုပ်တင်လိုက်တဲ့တခရေဒရိုးအကြီးစားတစ်စီးကိုအရခတ်တတော်အေကပြစ်ချဖြစ်စီလိုက်တယ်လို့နေရီစရာကဖော်ပြပါလဲ။နိုင်ရီကံစခန်းကနေအေတက်တွေနေရာယူထားတဲ့ဂိုကြီးရွာဖက်ရောက်လာစဉ် ဤပညာတို့ပြီးဖျက်ချလိုက်တာဖြစ်တယ်လို့စစ်ဖက်သတင်းရက်ွက်တခုကပြောပါတယ်။နိုင်ရင်ကစကံကိုအေကလမ်းလက်ချီပေးဆိုထားတဲ့အတွက်ရိခတ်ပြခံရပြဖြစ်နေတဲ့စစ်ကောင်စီတပ်သားတွေစီလေကြောင်းရရိခတ်ခံရတွေချက်ပေးနေပြီမဲ့မြေပြင်ထိုးစစ်မလုပ်နိုင်တော့တာကြောင့်အခုလို draw အသို့ပြုတက်ခတ်မှုပုံများလာနေတာလို့ဖော်ပြထားပါတယ်။တရင်တိုင်းဘေးမျိုးကနေကော့တောင်းမျိုးစီသွားတဲ့ပြည်ထောင်စုလမ်းမကြီးကိုညာဖက်ဖြတ်သန်းခွေပြေးပင်လိုက်တယ်လို့ ဘေးခရိုင်ပါကာဖာကအသိပေးချက်ထုတ်ပြန်ပါတယ်။ဒီလမ်းလျှောက်မှာစစ်ကောင်စီတပ်ရဲ့ထိုးစစ်အရှိန်မြင့်လာနေတဲ့အတွက်ဒီဇင်ဘာ၈ရက်ည6နာရီကစပြီးဒီလမ်းအသုံးမပြုဘဲနေကြဖို့တတိပေးထားပါတယ်။ပြီးခဲ့တဲ့ရက်တွေတွင်ဘေးကွတ်တောင်းကလမ်းဘက်ကနေမော်ရော်မျိုးတရှိရာဒေသစီလမ်းခွဲဖြစ်တဲ့သဲဖြူနဲ့သေခွန်ကြီးဝါတွေမှာစစ်ကောင်စီတပ်နဲ့တွန်လိုက်တဲ့ကြားတိုက်ပွဲပြင်းထန်ပြီးတဲ့နောက်အခုတတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မောရမျိုးကိုတိုက်ပိုက်တာပါဝင်စစ်ကောင်စီရဲ့အထိုင်စခန်းကြီး55ခုကိုတနေ့တွင်း KNL ကရင်မျိုးသားလွန်မျိုးတပ်မတော်နဲ့မဟာမိတ်တွေကတိုက်ပိုက်နိုင်ခဲ့တယ်လို့ကရင်ညချမ်းရဲ့အထောက်ကူပြုကွန်ရက် KPSN ကအစီအခံသာထုတ်ပြန်ပါတယ်ဒီဇင်ဘာ9ရက်မနက်ဘက်ကကျင်းပတဲ့အရှိဖက်နယ်စပ်ကိုပြန်လည်တိုက်ပိုက်ခြင်းအစီအခံသာထုတ်ပြန်ခြင်းခဏမှာတော်ဝင်ရှိသူတို့ကအခုလိုပြောသွားတာဖြစ်ပါတယ်2021စစ်တပ်အလားသက်ချေကစာပြီးရေးတွဲမယ်ဆိုရင် ကင်းယူရဲ့ခရိုင်ခုနှစ်ခုသို့မဟုတ်ကင်းလေရဲ့တမ်းမွာခုနှစ်ခုနဲ့မြေတွင်စစ်ကောင်စီရဲ့အထိုင်စခန်းပေါင်း190တုခုကိုကင်းလေနဲ့မဟာမိတ်တွေကသိပ်ပိုက်ထားပြီးဖြစ်တယ်လို့စီကားစမှာဖော်ပြထားပါတယ်ပြည်သူ့ကကွေတမ်းမွာတော်အမှတ်နှင်းစစ်စင်နဲ့မြေစစ်စင်မူရဲဘော်တင်ဦးကပကိုတိုင်းစစ်ထနာတံလက်နက်တပ်ဆင်လွှတ်ပြောင်းပေးရခဲ့တယ်လို့တပ်ပုတ်သတင်းထုတ်ပြန်ပါတယ်ပကိုတိုင်းတွင် စစ်စင်ရဲ့အရှိန်မြင့်ဆောင်ရွက်နေဖို့အတွက် မှန်နေစစ်နေမြေကိုကိုက်မှုအောက်ရှိသက်ဆိုင်ရာစစ်တိုင်းဌာနတွေကိုအခုလိုလည်းတက်ဆင်ပေးနေတာဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။